DVB Digital Fast စကိုင်းတိုင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်မူဗမှုချုပ်မျိုးမင်းထွေးကဌာနချုပ်နယ်မြေအတွင်းရှိချင်းပြည်နယ်စကိုင်းတိုင်းနဲ့ပဲခူးတိုင်းမြောက်ပိုင်းကပြည်သူစစ်အဖွဲ့၃ဘွဲ့ကိုမေလ၂ရက်နေ့ကလက်နက်ဖြုတ်သိမ်းခဲ့တယ်လို့နမခနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။နမခတိုင်မူကပြည်သူစစ်အဖွဲ့တွေကိုမယုံဘူး။လှုပ်ရှားတဲ့အဖွဲ့တွေလည်းရှိရောစကိုင်းနဲ့ချင်းကပြည်သူစစ်အဖွဲ့တွေစပြီးလက်နက်ဖြုတ်သိမ်းတာလို့ပြောပါတယ်။ နမကတိုင်မှုအနေနဲ့စစ်တပ်နဲ့အတူထိုးစစ်ဆင်နေတဲ့ပြည်သူစစ်တွေကငွေကြေးစားနပ်ရိက္ခာထောက်ပံ့ပေးပြီးကျန်ပြည်သူစစ်အဖွဲ့တွေကိုစားနပ်ရိက္ခာဖျက်တော့ထားကြောင်းပြည်သူစစ်ဌာနအနေနဲ့နှိစက်သူကပြောပါတယ်။နမကတိုင်မှုကသူယုံကြည်မှငွေရောစားနပ်ရိက္ခာရောရတာရွှေဘူပေါက်ဖောင်းပြင်းတဲ့စကိုင်းကပြည်သူစစ်အဖွဲ့တွေစုစားနပ်ရိက္ခာဖျက်တော့ထားတာကြားပြီးဗိုလ်ချုပ်တန်းထိုက်တဲ့ထက်ကလက်စွမ်းပြတဲ့ဥပဒေဘဝကိုတောင်မယုံလို့ဘာမှမလုပ်ဘူးလို့ပြောပါတယ်။စစ်ကောင်းဆောင်အနေနဲ့စစ်မှုထမ်းတန်တန်းစင်တသားတဲ့အများပြားရလာချိန်မှာ ပြိပခနေမည်ဒေသတွေကပြည်သူ့စစ်အဖွဲ့တွေကိုလက်နက်ဖြုတ်သိမ်းနိုင်တယ်လို့လည်းစီရေးလေးလာသူတွေကတုံ့တက်ကြပါတယ်။တက်ကလည်းပြည်သူ့စစ်အဖွဲ့အင်အားကြီးထွားလာရင်ပြန်ပြီးတိုက်လာမှာစိုးရိမ်နေ။စစ်မှုထမ်းကနေတပ်သားတဲ့အင်အားတောင်းချီရလာတော့အချိန်တစ်ခုရောက်ရင်ပြည်သူ့စစ်တွေကိုလက်နက်ဖြုတ်သိမ်းနိုင်မယ်လို့ပြောပါတယ်။အရင်နမခတိုင်းမှုဗိုလ်ချုပ်တန်းထိုင်လက်ထက်ကဥပဒေဝါဥဆောင်တဲ့ပြည်သူ့စစ်အဖွဲ့ကို2021ကနေ2024ခုနှစ်အောက်တိုဘာလအထိစစ်လက်နက်နဲ့ဒရုန်း၅ချိန် ွေကြီးစနေကြီးက6ကြိမ်ထောက်ပံ့ပေးခဲ့ပါတယ်